ဥရောပမှာယဉ်ကျေးမှုပြောက်ွယ်မှုကြီးနဲ့ကြုံနေရတယ်လို့ဖော်ပြထားတဲ့အမေရိကန်ရဲ့လုံခြုံရေးမဟာဗျူဟာစာတမ်းအပေါ် EU ဘက်ကတုံ့ပြန်လိုက်ပါတယ်။ဥရောပခေါင်းဆောင်တွေကထိတ်တိုက်တွေ့တာထက်တည်တည်ငြိမ်ငြိမ်နေဖို့ရွေးချယ်ထားကြပါတယ်။အမေရိကန်ရဲ့မဟာဗျူဟာစာတမ်းမှာ EU အပေါ်ဒီနှစ်တွေအတွင်းအပြင်းထန်ဆုံးဝေဖန်ချက်တွေပါဝင်နေပြီမလဲ။တာဝန်ရှိသူအများစုကတော့ဝါရှင်တန်နဲ့တင်းမာမှုတွေကိုထိန်းထားဖို့ရည်ရွယ်ပုံရပါတယ်။ EU ရဲ့ထိတ်တန်းတန်တမန်တွေကလည်းဒီဝေဖန်ချက်အချို့ကို short ပေါ့ပြောဆိုနေကြပါတယ် EU နိုင်ငံသားရေးမူဝါဒဆိုင်ရာအကြီးအကဲကဥရောပဟာရုရှားနဲ့ပတ်သက်ရင်ကိုယ်စွမ်းရည်ကို short တွက်နေခဲ့တာပါ ကျမတို့ကိုကိုကိုယုံကြည်မှုပူရှိတဲ့တယ်ဆိုတာသိကြပါတယ်ပြီးတော့အမေရိကန်ကကျမတို့ရဲ့အကြီးမားဆုံးမဟာမိတ်ဖြစ်နေသေးပါပဲကျမတို့ကလည်းသူတို့ရဲ့အကြီးမားဆုံးမဟာမိတ်ဖြစ်နေသေးပဲလို့ပဲကျမသဘောပေါက်ပါတယ်လို့ပြောကြခဲ့ပါတယ်ဂျာမနီနိုင်ငံမှာတော့တုံ့ပြန်မှုကနည်းနည်းပိုပြင်းထန်ပါတယ်ဂျာမနီနိုင်ငံသားယူဝန်ကြီးကမူဝါဒနဲ့ပတ်သက်ပြီးတော့ပြင်ပကဝင်ပြောတာမျိုးမလိုအပ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်ဂျာမန်နိုင်ငံသားယူဝန်ကြီးကကျွန်တော်တို့ရဲ့မဟာမိတ်ဖွဲ့မှုဟာ တူညီတဲ့တံပိုးထားမှုတွေအပေါ်အခြေခံထားတာအမှန်ပါပဲဒါပေမဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တူလွတ်လပ်တဲ့လူအဖွဲ့အစည်းတိစောက်ပုံတို့လိုကိစ္စရပ်တွေကတော့အနည်းဆုံးဂျာမနီနိုင်ငံမှာတော့ဒီအကြောင်းအရာတွေနဲ့မသက်ဆိုင်ဘူးလို့ယုံကြည်ပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘယ်သူစီကအကြံဉာဏ်မှလည်းမလိုအပ်ဘူးလို့ယုံကြည်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့ဥရောပနိုင်ငံတွေမှာယဉ်ကျေးမှုပြောက်ွယ်မှုဆိုပြီးတော့ ခေါ်ဖို့ဆွဆွေးထားတဲ့စာမျက်နှာ33မျက်နှာပါပြင်းထန်တဲ့စာတမ်းနဲ့ပတ်သက်ပြီးတော့ဒေဥရောပခေါင်းဆောင်ကမှသမရထရမ်ကိုပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးမရှိပါဘူးအတလန်တိတ်သမုတ်တရားဖြတ်ကျော်မဟာမိတ်ဆက်ဆံရေးကိုထိမ့်သိမ့်ဖို့က EU ရဲ့ထိတ်တန့်ဦးစားပေးဖြစ်ပုံရပြီးတော့ပြန်တိုက်ခိုက်လိုက်ရင် သူတို့အတွက်အကျိုးမရှိမှာကိုစိုးရိမ်နေပုံရပါတယ်။လေလာသုံးသက်သူတွေကတော့အခုလိုငြိမ်နေကြတာဟာဒီဝေဖန်မှုတွေကအစ်စ်အစမ်းမဟုတ်လို့ဖြစ်တယ်လို့ဆိုကြပါတယ်။ American ဒုတိယသမ္မတ GD Banks ကဒီနှစ်အစောပိုင်းကမြူးနစ်မြို့မှာဥရောပအစိုးရတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပြောဆိုခဲ့ဘူးပါတယ်။ဒီတက်ရောက်မှုတွေကိုမကြခင်ဥရောပတက်လွှားမှာကျင်းပမယ်။အရေးကြီးတဲ့ရွေးကောက်ပွဲတွေမှာတွေ့မြင်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။